သခိုင်းနိုင်ဝက်လက်မြို့နယ်တနေရာမှာရှိနေတဲ့နှွေဦးစေကန်းကနေသုံးမဘူးကလေးငယ်တွေကိုနိုဝင်ဘာလအတွင်းမှာအောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်လို့ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဥဆောင်ကော်မတီကပြောပါရတယ်။အဲ့ဒီကလေးငယ်ရဲ့မိဘဖြစ်သူတွေဟာဝက်လက်နယ်ကျေးရွာတရွာမှာနေထိုင်ကြသူတွေဖြစ်ပြီးတော့စစ်ကြောင်းတွေထိုးလာကြောင်းဘေးကင်းရာကိုလှည့်လည်ဆစ်ရှောင်နေရင်ကလေးမိဖွားခဲ့တာပါ။ကလေးမိခင်ဖြစ်သူဟာကိုဝင်ဆောင်နေချိန်မှာလဲကိုဝင်ဆောင်အားစစ်တချို့ကိုအချိန်မှန်မတောက်ရပေမဲ့ကလေးငယ်၃ဦးလုံးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်လို့ ဝက်လက်မြို့နယ်လူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီအဖွဲ့ဝင်တဦးကဆိုပါရယ်ဝက်လက်နယ်မှာရှိတဲ့အဲ့ဒီနှွေဦးစေကံမှာစေဝါပစ္စည်းနဲ့ကလေးငယ်တွေအတွက်လိုအပ်တဲ့ဆောက်ရှောက်မှုတွေမပြည့်စုံသေးတာကြောင့်မြို့ပေါ်စေယုံတစ်ခုကိုလွှဲပြောင်းခဲ့တယ်လို့လည်းသူက ပြောပါရယ်အဲ့ဒီသုံးမဘူးတွေထဲမှာမိန်းကလေးငယ်တဦးနဲ့ယောက်ျားလေးနှစ်ဦးပါဝင်ပြီးတော့သူတို့ကိုမွေးဖွားရမှာ၃နိုင်နီးပါးကြာခဲ့တယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကနေနယ်ထဲမှာဆက်ရှောင်နေကြတဲ့ကိုဝင်ဆောင်မိခင်တွေက ဒုံဒုံနဲ့ဒိုင်းနိုင်အမွာညီကိုနှစ်ယောက်ကိုလည်းငွေဖွာခဲ့ပါသေးတယ်။ကျောစုကစကိုင်းတိုင်းတွင်ကိုစေဝါတုံးပစ္စည်းတွေစားနပ်ရိက်ကလူသုံးကုန်ပစ္စည်းတွေကိုတဲယူမှုတွေကန့်သက်ပိတ်ပင်ထားတာကာလာကြာရှည်လာတာကြောင့်စစ်ဆောင်စကန်တွေမှာစေဝါနဲ့စက်သက်လေဒီဆိုတာလေဒီနဲ့ဆက်အင်ဂျင်ကိုပေါင်းဆက်ပြီးရွှေလျက်ပြန်တက်နိုင်အောင်ပြုလုပ်ထားတဲ့ယင်အမျိုးအစားဖြစ်ပါတယ်။စက်သက်လေဒီဟာလွယ်ကူစွာစီးနင်းပြန်တက်နိုင်ပြီးအဝေးကကြည့်ရင်ရိုးရိုးလေဒီနဲ့ဆင်တူပါတယ်။ စက်သက်လေးတွေဟာတနအိမ်ပိုင်း60စင်တီပါအထိလင်းမြောင်ပြန်တက်နိုင်တယ်လို့အလေးချိန်140ကီလိုဂရမ်အထိသစ်ဆောင်နိုင်ပါတယ်။မြင့်ပေ18000အထိလည်းပြန်တက်နိုင်ပါတယ်။စက်သက်လေးတွေဟာဆက်အင်ဂျင်အတန်ကျဲလောင်တာကြောင့်မြင်နိုင်တဲ့အကွာအဝေးမရောက်ခင်မှာပဲစက်တန်ကိုသတိထားမိနိုင်ပါတယ်။ဒါကြောင့်အင်ဂျင်စက်တန်ဒလက်ပန်ကာတန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ ဆက်သက်လေးဒီကိုမြန်မာကဒါမမိုအန်ဒီရဲ့သတိပေးချက်ရတာနဲ့ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါလူထုထက်တဲ့နေရာတွေနဲ့စီးရေးခြေဆိုင်စခန်းတွေကိုဥတီတိုက်ခိုက်နိုင်တာကြောင့်အဲ့ဒီလိုနေရာတွေကိုသတိပြုရှောင်ရှားပါ